ကဲချစ်ကိုချစ်မအားလုံးပဲမင်္ဂလာပါနော်ဟောပတ်ပီဒီကတော့ဟောပတ် YouTube account channel ကြီးကတော့ပြတ်သွားပြီဗျာနော်ကဲဒါကတော့ channel အစ်လေးပါချစ်ကိုချစ်မအားလုံးပဲနော်ပြန်လဲတွေ့ရှိရဆိုရင်နော်ပြန်ပြီးတော့ subscribe နှိပ်ထားပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံကြပါလေဗျာနော်ကဲကျွန်တော်တို့မနက်ကဆိုရင်ကျွန်တော်နော်နှစ်လေးပတ်တီကိုကျွန်တော်အပိုင်ပေးခဲ့တယ်ကိုမိုင်းအားလုံးပဲရလိမ့်မယ်ပေါင်းလိမ့်မယ်လို့ညွှန်လင်းမိပါတယ်ကျွန်တော်နှစ်ခွန်လေးကင်းနေ နှစ်လေးပတ်ဒီကိုဒေချာလေးထုတ်ပြပေးသွားတယ်ဗျာနော်ဒါတော့ကျွန်တော်မနက်ကထုတ်ပြပေးထားတဲ့ site ဖြစ်ပါတယ်ကဲကျွန်တော်ဒီညနေ၄နာရီ30မှာလဲချက်ကိုချမတွေကိုကျွန်တော်အကောင်းဆုံးပုံစံလေးနဲ့ခြားပြဖို့အတွက်နော်ဒီပိုင်းမျိုးကျွန်တော်ထပ်ပြီးပြသပေးပါဦးမယ်ကဲကိုမိုင်းအားလုံးပဲမင်္ဂလာညနေခင်းကိုပိုင်ဆိုင်နိုင်ကြပါစေဗျာနော်ကဲဒီပိုင်းလေးရတယ်ကျွန်တော်တို့နော်ကြာစဲကြာမြဲဖြစ်တဲ့ဒီပိုင်းလေးနဲ့ကျွန်တော်ပြသပေးပါမယ်ကိုမိုင်အောင်လုံးမဲ့ လိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာနော်ကဲမင်္ဂလာပါချစ်ကိုချစ်မအားလုံးပဲမင်္ဂလာနေ့လေးကင်းပါဗျာနော်ကဲနေ့ညနေ၄နာရီ၃တဲ့မှာချစ်ကိုချစ်မအားလုံးပဲမိန်ကွက်လေးတင်ကွက်လေးနဲ့အတူတူအောင်မြင်ရကြပါစေကျွန်တော်ပေးတဲ့ကဏ္ဍနဲ့ပဲဖြစ်ဖြစ်ချစ်ကိုချစ်မရေနော်ရရှိတဲ့ကဏ္ဍလေးနဲ့ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပုံမှန်အားလုံးပေါက်တယ်ဆိုရင်ပဲကျင့်နေပါတယ်ဗျာနော်ကဲကီးလေးနဲ့မိတ်ဆက်ပေးပါမယ်ကိုမရအောင်မှာဒီဒီကျွန်တော်တို့เนาะ ီ၃ညာကျွန်တော်တို့ဒီ9ကျွန်တော်တို့ဒီ6ပါဗျာနော်ဒီ၃လုံးပေါင်းခြင်းမှာ၃ညာ9 6ဆိုလဲ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့က၃ညာ9ရဲ့ပေါင်းတော့9ကိုကျွန်တော်တို့ကဒီ6ရဲ့ပေါင်းတော့9ဖြစ်ပါတယ်ဗျာနော်9ဖြစ်ပါလေကျွန်တော်9ပေါက်ဝါဒီ3ညာ9နှက်ခတ်ဒီ3 9 3ညာ3ဆိုတဲ့ဒီချင်းဒီသူ့ရဲ့အောက်ပိုင်းမှာကျွန်တော်3 3ညာဆိုပြီးတော့ထပ်ပါတယ်ဗျာနော်ကြည့်ဒါကတော့ဒီချင်းလေးပဲဖြစ်ပါတယ် ကျွန်တော်နောက်တစ်ပတ်ဆက်ကြည့်ပါမယ်ကျွန်တော်ဒီ1ဒီ10ကျွန်တော်တို့ဒီ3ပါဗျာနော်ဒီ3လုံးပေါင်းရင်ဒီကျွန်တော်တို့ကတက်ခဲ့၈ခဲ့ပေါင်းတော့9ဒီ3ရဲ့ပေါင်းရင်ကျွန်တော်တို့က2ရပါတယ်ဗျာနော်နှစ်ပါဝါဒီခွန်နှစ်နှစ်ခတ်ဒီကျွန်တော်တို့က4ဖြစ်တဲ့အတွက်ကြောင့်နှစ်ခွန်4ဒီချိန်ဒီတူအောင်မှာကျွန်တော်25ဆိုပြီးတော့ထပ်သွားပါတယ်ဗျာနော်ကဲကျွန်တော်နောက်တစ်ပတ်ဆက်ကြည့်ပါမယ်ကျွန်တော်ဒီ1ဒီ2ကျွန်တော်ဒီ2ပါဗျာနော် ဒီတောင်းလမောင်းနေနေကျွန်တော်တက်ကတက်ကပေါင်းတော့2ဒီ2ကပေါင်းတော့ကျွန်တော်4ဖြစ်ပါရဲ့ဗျာနော်ဒီ4ပါဝါဒီ9 4နှစ်ခတ်ဒီကျွန်တော်တို့က2ဖြစ်ပါတယ်4ကိုနှစ်ဆိုတဲ့ကိချင်းဒီတူအောင်ပြင်မှာကျွန်တော်တို့47ဆိုပြီးတော့ထပ်သွားပါတယ်ဗျာနော်ကဲဒါတော့ကျွန်တော်တို့နော်တောက်ချောင်းမှန်နေတဲ့ကိချင်းဖြစ်ပါတယ်ချစ်ကိုချစ်မအောင်လုံးမဲတေချာလေးလိုက်ကြည့်ပေးပါဦးဗျာနော်ကဲကျွန်တော်နောက်ပိုင်း3ညဒီ3ညဒီ9ကျွန်တော်တို့ကဒီ4ပါဗျာနော် ကဲတော့ည9ရက်ပေါင်းတော့ကျွန်တော်တို့9ဒီ4ရက်ပေါင်းတော့ကျွန်တော်တို့က3ပါ3ဖြစ်တဲ့ကြောင်3ပါဝါဒီရှင်း3နက်ခတ်ဒီကျွန်တော်တို့က9ပါဗျာနော်3ရှင်း9ဆိုတဲ့ကီချင်းဒီ2အောက်ပိုင်းမှာကျွန်တော်တို့1ရှစ်ဆိုပြီးတော့ရှစ်တလုံးဆွဲပြီးတော့ကြာသွားခဲ့ပါတယ်ဗျာနော်ရှစ်တလုံးဆွဲပြီးကြာသွားခဲ့ပါတယ်ခဲကျွန်တော်နောက်တစ်ပိုင်းဆက်ကြည့်ပါမယ်ဒီနှစ်ဒီ9ကျွန်တော်တို့ကဒီ1ပါဗျာနော်ဒီ3လုံးပေါင်းရင်ဒီကျွန်တော်တို့ကနှစ်ကဲမှာ9ရဲ့ပေါင်းတော့9ကျွန်တော်ဒီ1ကဲပေါင်းတော့10ဖြစ်ပါတယ်ဗျာနော် ရှင်းပြတဲ့အတိုင်းရှင်းပါပါသည်3ရှင်းနှက်ခတ်ဒီကျွန်တော်တို့ကတစ်ပါဗျာနော်ရှင်းသုံးတစ်ဆိုတဲ့ကီးချင်းဒီကျွန်တော်တို့တွောက်ပဲမှာရှင်းဘူးဆိုပြီးတော့ရှင်းတလုံးဆွဲပြီးတော့ကြာသွားခဲ့ပါတယ်ဗျာနော်ကဲကျွန်တော်တို့နောက်တစ်ပိုင်းဆက်ကြည့်ပါမယ်ဒီ3ဒီ6ကျွန်တော်တို့ဒီ10ပါဒီ3လုံးပေါင်းရင်းဒီနော်3ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့က2ဒီ6ရဲ့ပေါင်းတော့ကျွန်တော်တို့က3ညဖြစ်ပါပြီဗျာနော်3ညပါပါဒီ9 3ညနှက်ခတ်ဒီကျွန်တော်တို့ကခွန်ဖြစ်တဲ့အတွက်ကြောင့်3ညကခွန်ကြီးချင်းဒီတော့ပြင်မှာကျွန်တော်တို့ 25ဆိုပြီးတော့ငါးတလုံးဆွဲပြီးကြာသွားခဲ့ပါတယ်ဗျာနော်ကြည့်ကြအောင်ကျွန်တော်တို့ဒါကတော့တောက်ဆောင်မနေတဲ့ကိချင်းမှာကျွန်တော်တို့မနေရဆိုရင်ကျွန်တော်တို့၃ညဒီ၃ညဒီ6ကျွန်တော်တို့ဒီနှစ်ဒီ၃လုံးမင်း၃ညရဲ့6ရဲ့ပေါင်းတော့ကျွန်တော်တို့6ဒီနှစ်ကပေါင်းတော့ကျွန်တော်တို့8ဖြစ်ပါတယ်ဗျာနော်8ဖြစ်တဲ့ချိန်မှာ8ရဲ့ပါဝါဒီကျွန်တော်တို့32ခတ်ဒီ1 8 3 1ဆိုတဲ့ကိချင်းဒီတော့2အောက်ပင်မှာကျွန်တော်တို့30ခွန်ဆိုပြီးတော့ကြာသွားခဲ့ပါတယ်ဗျာနော် 39ဆိုပြီးကြာသွားခဲ့တယ်ကျွန်တော်တို့နော်ဒီနေ့ညနေ4:30မှာကြာမယ်ကီးချင်းဒီဒီ6ဒီ6ကျွန်တော်တို့ဒီ3ပါဗျာနော်ဒီ3ပါဒီ3လုံးပေါင်းချင်းနေကျွန်တော်တို့က6ရဲ့6ရဲ့ပေါင်းတော့ကျွန်တော်က4ဒီ3ရဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်ဖြစ်ပါတယ်ဗျာနော်နော်ခွန်ခတ်ဒီခွန်ပါဝါဒီကျွန်တော်2ခွန်ခတ်ဒီ3ညပါဗျာခွန်နဲ့3ညဆိုတော့ခွန်3ညနဲ့ဆိုတော့ကီးချင်းဒီ နော်ဒီညနေ၄နာရီ30မှာကြာပါမယ်ကိုမိုင်အားလုံးပဲနော်ဒါချစ်ကိုကျွန်မအားလုံးကိုကြုံရရှိထားတဲ့ဒီချင်းလေးကိုပြတ်တပေးခြင်းဖြစ်ပါတယ်မနက်ကတော့မနက်ကဆိုရင်ကျွန်တော်နေ့လေးပတ်တီးအပိုင်ပေးခဲ့တယ်နော်ချစ်ကိုကျွန်မအားလုံးပဲရားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါတော့ကျွန်တော်မနက်ကပြထားတဲ့လိုင်းရှိုးလေးပဲဖြစ်ပါတယ်ကနော်ဒီမှာဆိုရင်ကျွန်တော်နှစ်ပတ်တီးလေးပတ်တီးဆိုပြီးကျွန်တော်ချပေးခဲ့တယ်ဗျာနော်ကီးချင်းကလည်းကျွန်တော်တို့နှစ်ခွန်လေးကီးချင်းဆိုတော့အပိုင်ကန်ရမယ်ဆိုပြီးကျွန်တော်ပြောထားခဲ့ပါတယ်ကဲဒီညနေမှာတော့ကျွန်တော်တို့ခွန်နှစ်၃ညကီး ခொနည်းတော့ကျွန်တော်တို့နေကုန်ပတ်တီးမှာကျွန်တော်တို့နှစ်ပတ်တီးတစ်လုံးကျန်ပါသေးတယ်ကိုမရအောင်မယ်နှစ်ပတ်တီးတစ်လုံးကျန်ပါသေးတယ်ဗျာနော်ကဲနှစ်ပတ်ဒီတစ်လုံးကြံသေးတယ်ကျွန်တော်တို့ကခွန်နှစ်တုံညာကီလဲဖြစ်တယ်ဒါတော့ခွန်နှစ်တုံညာတော့ကီပါဗျာနော်ကဲနှစ်ပတ်ဒီတစ်လုံးလဲကြံတယ်ခွန်နှစ်တုံညာကီလဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကနှစ်တစ်လုံးပိုင်းဒီနှစ်တစ်လုံးဒီကျွန်တော်တို့ဘိုင်းကိုင်းလို့တော့ရတယ်နော် ကယ်လို့များကျွန်တော်တို့ဒီနှစ်ဒီကျွန်တော်တို့မနက်ကနှစ်လေးပတ်တည်းရလေးလေးပတ်တည်းတလုံးကြာထားတဲ့အတွက်ကြောင့်ဒီနှစ်ဒီမကြခဲ့တည်ရှိတော့ကျွန်တော်တို့တွဲရမယ့်ကီချိန်ချင်းရှိပါသေးတယ်တွဲရမယ့်ကီချိန်ဒီကျွန်တော်က6နှစ်တည်းကီချိန်ဖြစ်ပါတယ်ဗျာနော်နောက်တစ်ချိန်ဒီကျွန်တော်မပြတော့ပါဘူး6နှစ်တည်းကီချိန်ဒီလည်းကျွန်တော်ငင်းညက်နေ၄နာရီ30အတွက်ကြိုက်ပါတယ်6နှစ်တည်းကီချိန်ဖြစ်ပါတယ်6နှစ်တည်းကီချိန်ဒီလည်းကျွန်တော်တို့မှာနှစ်တလုံးပါနေသေးတဲ့အတွက်ကြောင့်နော်ဒီ၃လုံးကြီးတော့ကျွန်တော်ကတော့ ဝင်မယ်လို့တော့ကျွန်တော်တို့မမျှော်လင့်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနှစ်နှစ်ကြမယ်ဆိုတော့ကျွန်တော်တို့က၃လုံးကြီးထိပါဗျာနော်ဒါကြောင့်မို့ကျွန်တော်တို့ကနှစ်ကိုကျွန်တော်တို့ကျွန်တော်တို့သဘောအရဆိုရင်တော့ကျွန်တော်တို့ဖယ်ပါမယ်ကျွန်တော်နှစ်ကိုဖယ်ပါမယ်ဗျာနော်နှစ်ကိုဖယ်ပြီးတော့ကျွန်တော်ကတော့ဂျန်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်တွဲပေးပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့86နော်36 87 ကျွန်တော်တို့က3ည1ဆိုပြီးတော့ခဏလေး၄ခွက်ရပါတယ်ဗျာနော်ဒီခဏလေးတွေကဒီချစ်ခွက်ချင်မှအားလုံးပဲဒီညနေ4:30မှာကစားဖို့အတွက်အကောင်းဆုံးခဏလေးခွက်ဖြစ်မယ်လို့တော့မျှော်လင့်မိပါတယ်အားကြောင့်မလို့ချစ်ခွက်ချင်မှအားလုံးပဲနော်ဒီခဏလေးခွက်ကိုသဘောကျတဲ့အချိန်နဲ့တက်တယ်ဆိုရင်ယူသုံးလို့ရပါတယ်ထိုးလို့လည်းရပါတယ်ဗျာနော်ကဲခြားသောရန်ခွက်တွေမိန်ခွက်တွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3992562649ကို နော်ပုံမှန်စစ်ကဟိုင်းပြီးလိုက်လို့ရပါတယ်ကဲချစ်ကိုချစ်မအားလုံးပဲဒီလောက်ပါပဲကိုမအားလုံးပဲနေကောင်းချမ်းသာကြပါဒီလိုစုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲပဲမှာပါ